ုရဲ့အာလုံးချင်းချင်းပရိယာချင်းနဲ့ကြားနေကြတယ်၊ဉာဏ်ချင်းနဲ့ကြားနေကြတယ်၊ကံချင်းနဲ့ကြားနေကြတာပဲနော်။ဘုရားဘုရားတာချင်းကဘာလို့တော့တောင်းလို့ကာမှာပဲဒါပဲလွယ်ရှင်းရှင်းလေးပါနော်။အဲဝိရိယလည်းတာမယ်၊ဉာဏ်လည်းတာမယ်၊ကံလည်းတာမယ်။သုံးလုံးတာမှကိုရှိရောက်တာ။ပရိယာဆိုတာတော့သင်စားရတာကြိုးစားရမှာကြိုးစားရလို့ဒါဆွေးရောပါလေ အဲကြိုးစားရလို့ရှိရမှာဆိုတော့အနည်းဆုံးကြိုးစားလို့ရှိရင်တော့ဝရိယကြိုးတော့ခံစားရပါတယ်ခံစားရပါတယ်အဲတော့ဘယ်လိုလဲကြိုးစားရလို့ဆိုတော့အလုံးသိပါတယ်ဒီလိုတော့ပြောင်းလို့ဆိုတော့နော်ပြောင်းအဲတခါကြီးတရားကြောင်းလည်းပြောပြတာမန္တလေးကလည်းဒီပါသူကတော့ကာဆက်ပစ္စည်းတွေလောက်တာအဲသူကကြတော့ဝရိယသမားပေါ့ပါတော့လည်းသူကကြိုးစားရအောင်နေတယ်လို့ကြိုးစားရှိတယ် ုံမှန်ကတော့ထန့်တက်သဘောပဲရွာလေးရောမှာထန့်တက်ရတဲ့လူတွေရောအဲဒီကနေပြီးတော့ကာဆပြာလိုက်တယ်ဆပြာလိုက်တော့လဲသူကသူတို့ကဟုတ်ခဲ့တော့မသိဘူးဇေနဟုတ်ရှိခဲ့တော့ကတော့တင်းနဲ့တောင်းစီတယ်နံပါတ်၁ကရင်ဖတ်တယ်နှစ်ကဒုတိယဖတ်တယ်ဒါမျိုးပေါ့နော်အဲ့လိုဖတ်တဲ့အခါမှာသူကနောက်ဆုံးပဲဖြစ်နေပေတော့ပြောတော့မနေ့၄နိုင်စကားသွားတူလာတယ်ကားဝဲမှာရဲရဲ၄နိုင်စထုံနိုင်အောင်ဦးစားတယ် အဲ့လိုကြိုးစားတော့ဘာအကျိုးရှိတယ်ဆိုတော့ကိုကနံပါတ်1ဆိုရင်ကိုကစီရင်ဖတ်လိုက်တယ်ရအကယ်၍ကိုကနောက်ဆုံးဖြစ်နေပါစေတစ်ခါလေများသောအားဖြင့်နောက်ကျကြတော့နံပါတ်1ကမရောက်မရောက်တော့သူကစားဖို့ပြီးတော့အရင်ဖတ်ရတာများတယ်တဲ့ဒါဝရိယရဲ့အကျိုးလေးတွေပါသူအဲ့ဒီကနေပြီးတလုံးပဲလုံငန်းကိုတစ်ဆင့်တစ်ဆင့်တက်ပြီးတော့နောက်ကျကာပစ္စည်းလေးပါလို့ကြောင်းတဲ့ပုံကိုဖြစ်သွားတယ်ပေါ့နော်တစ်ခါလေ60ကျွေရောက်တဲ့အခါအဲ့ဒီကနေပြီးတော့ကျွားပြန်လို့ရောက်ရင်လည်းဘဝလေးပါဆိုလို့ ထပ်ပင်တပင်ကအမြဲတက်သေးတယ်အသက်60ကျော်ပေါ့နော်သူဘဝကြီးကြီးမပြေအောင်ဆိုပြီးတော့ဆလိုချင်တာကကျိုးစားတဲ့သူကဘဝမှာအစဉ်ပြန်ရတဲ့အခါမှာဆေးရောက်တယ်ဒါလေးကိုလက်ခံထားဖို့ပေါ့နော်ဒီအဲ့ဒါကျူစာကြမယ်သူများလည်းတောင်းလို့ကျူစာပါပဲဖြစ်နေနော်ဆိုရှယ်တော့ကျူစာပို့ဖို့အချိန်နဲ့ဒီပေါ်တက်ပြီနော်ဒါတစ်ချက်နောက်တစ်ခုကဉာဏ်ချင်းပြိုင်နေကြရတယ်ကျူစာတော့ခရီးခရီးရောက်ကလည်း ဉာဏ်ပါမရတာစွတ်ပြီးရုံးနေတိုင်းလည်းရတာမဟုတ်ဘူးเนาะစင်ပါပဲကောင်တပလင်းနဲ့ထည့်အောင်လဲဆိုရင်ငါဖတ်အောင်ဆိုရင်စွတ်ကြိုးစားနေတဲ့အတွင်းလေးရလို့ဆိုတာမလွယ်ဘူးသူကပေါက်ရဲ့ချင်းချင်းစီတာဒီပေါက်ကိုဒီရဲ့ရံပြန်လိုက်ရင်ကြောက်ရွံ့ကိုပတ်လိုက်တယ်ဒါတော့ဉာဏ်ရဲ့ဆွာကြီးပေါ့เนาะညာပေါက်လာလို့ရှိရင်သူကလည်းထိတ်ကြရောက်တာပဲတခါတရံတရားနဲ့တရားကလည်းဉာဏ်လေးကမတူတတ်ဘူး ညာဆိုတာလည်းလေးကျင့်လည်းယူရတာဒုမျိုးစုံလည်းပါနော်လေးကျင့်လည်းယူရတယ်ညာကောင်းတဲ့လူတွေရဲ့ရှင်ဒီနာမှာလည်းနေရတယ်သူတို့စီကလည်းဒီမျိုးစုံနဲ့ယူကြရတာပဲဘိပညာဆိုတာကိုယ်ကိုယ်တိုင်ဒီဖန်နိုင်လို့ဆိုတာလည်းဘယ်လိုမှတလူကအဲနည်းနည်းရရင်ပြောရချို့ဝါဆိုပို့လို့ရတာပဲဒါမျိုးနဲ့ပဲတုတ်တက်ကြတာပဲပညာတစ်ခုဆိုတာအလိုပဲဖြစ်ပါစေအဲကိုယ့်ရဲ့ဉာဏ်ကိုယ်တော်တော့အသုံးရတယ်အဲနောက်အဲ့ဒါလေးစာလေးတစ်ခုရပါဘူးရလိမ့်မယ် အဲတရားကြောင်းပြောပြအောင်အဲဆူဒီကျမဝန်လာတယ်သူကပုံမှန်ဒီကဝါချန်နယ်လေးကဒီသားစုထမင်းတောင်နဲ့မောင်စားအောင်လို့ဒီကားလေးစံပြုတ်ပြုတ်သွားတယ်အဲ့ဒီကနေပြီးတော့မြင့်ရွယ်ပါညာရောင်းရင်ဟိုကပုံရောပုံတော်ကိုသွားရောက်တာအဲ့အဲ့ဒီကရောင်းပြီဆိုမှစံဝယ်ပြီးတော့စားကြတာအဲ့ဒီကနေစားပြီးတော့သူနောက်ဆုံးအားပါတော့ဒီတိုင်းကရှော့ပါညာတော့လောက်တော့တယ်ညာညာညာရဲ့သဘောလေးပြောပြတယ်နော် တစ်ချက်နဲ့ချက်ပဲပြောတာသူတို့ခေတ္တတော့ရှေ့တော့ကရှင်လောကကြီးတွေဒီကားကြီးတွေမှာပရိက္ခတိတ္တိစီအဲ့ပရိက္ခတို့နိုင်ငံသားအမှန်တော့အဲ့ဒီအချိန်မှာတာတင်ကိုစီမာလည်းမလုပ်နိုင်လုပ်နိုင်တော့အဲ့ဒီဟာသူကကလေးစီရပဲပါရှိတော့20အတွင်းစီတော့မှာဒီပရိက္ခကိုကြည့်လိုက်တာကြည့်လိုက်တော့၅ပါးတုံးလေးရှိတယ်နောက်ကတန်လေးရှိတယ်ပေါ့နှစ်ခုဖွဲလိုက်တယ်ဖွဲပြီးတော့တန်ကို အဲဆိုတော့ပတေရောပါပမဲစေရပါတော့အဲအဲ့တို့တော့ကြာတယ်ခင်ဗျာဒီတန်တော့နိုင်လားတော့နိုင်တယ်ဟုတ်လားရာဘာတုံးလေးကိုကြာပြီးသွားပြီးတော့ရာဘာလောက်တဲ့စီသွားပြတယ်ဒီတုံးလေးတော့နိုင်လားလောက်နိုင်တယ်ဒါဆိုလောက်ပေးပါဆိုအဲ့ဒီကုလောက်လိုက်တာထားပါတော့အဲ့ဒီကုကိုအဲ့ဒီခက်ကတရားလောက်ပေးရတယ်ဆိုရင်သူ့ရဲ့ကုန်ကြဝင်ပြီးတော့ကာသည်30တောင်ကြာနှစ်ခုတွဲလိုက်တော့ အဲ့ဒါကိုသူကပြန်ရောက်ရအောင်ပါဘူးခုနကလိုစိုင်းလေးကားစိုင်းလေးမှာပြန်ရောက်အောင်ပါဆိုတော့သူ့ရဲ့ပြိတ္တုတ်ကိုကောင်းလဲကောင်းပါလေပုံစံတုံစံနဲ့လုပ်တာသွားပြီးရောက်တယ်ရောက်ပြန်တော့လေအဲအဲ့လိုကသူ90တောင်းနေကြောင်းပေါ့သူကလည်းတက်တာတော့ယူလိုက်ပေါ့ဒါပေမဲ့တအားကြီးစွတ်တော့ပြီးရောက်လိုက်ပြန်ရင်လည်းဘာကျက်တော့ပါတော့ဆိုတမျိုးထင်ပါတော့နော်ဟိုးတယ်ပါလေလည်းထင်ပါဆိုတော့ကိုကပြည့်စုံတဲ့လူမဟုတ်တော့အဲအကြသူနည်းနည်းချင်းနဲ့အဲ့လိုပြန်ပြက်အောင်လုပ်တယ်ဟိုအတွေ့ယူစာလေးပြောတာပါ နေရာတိုင်းမှာလမ်းကြောင်းဆိုတာရှိတယ်။ဘလော့ခက်ခဲနေပါစေလမ်းကြောင်းဆိုတာရှိတယ်။ပကြေကားတစ်ချက်လို့ဒါပကြေကားတစ်ချက်ပေါင်ဘလော့ပဲခက်ခဲဒီကွင်းကကိုပြောနေတာရအောင်ပြုတ်လို့ရတယ်။အဲဒါလိုပဲသူကသူပါလေးဘလော့ဘာညာဖြစ်နေပါစေကိုညာရှိမှဆိုရင်ကိုတက်လိုက်ဆိုဒီရလေးခွင့်ပေါက်စူးစမ်းလို့ရတယ်။ညာလည်းညာကြီးလိုအပ်တယ်။တခါတော့သူဖတ်တဲ့ရတဲ့အဲ့မန္တလေးမှာဆက်မှု ပုံစံမှုဆောင်တဲ့ပထမဆုံးစနစ်တွေဖြစ်မှာပေါ့။ဒါဟင်းလေးတွေကိုစာဝတ်တဲ့စာအောင်ဆိုအဲ့ပဲရောက်လာကြည့်လိုက်တော့အားပူတာပူတော့အော်ဒါဆိုရင်ငါဖြော်ရည်ရောင်းရင်ပေါ့မယ်ဆိုဖြော်ရည်လေးရောင်းတော့ရောင်းတော့တာ။နောက်ကြည့်တော့ဓမီတိုင်းလေးထောင်းတယ်ဓမီတိုင်းလေးထောင်းနေတာမြင်တော့ကြာဒီတိုင်းလည်းအားနဲ့ထောင်းတော့ပန်းတယ်။ပန်းတော့ကြာမလေးပြိုတဲ့လက်ရှာကားအောင်ကစီနောက်ဘောကရင်တခုတနေရာစီရနေအတွေးနဲ့ယူတာသူ့ပဲရှုံတော့ပေးလိုက်တော့အဲ့ဒီအတွေးနဲ့ခုနဲ့လည်းလက်ပြီးဓမီတိုင်းထောင်းလိုက်တာ။ အဲလာပိုက်တွင်ဒီကားနဲ့ကရင်ကလကားရတယ်ဘယ်လိုနဲ့ပဲတို့တယ်ဟိုဆိုလိုချင်တဲ့ဉာဏ်ကိုပြောပြတာပါမိသားတစ်ခုကိုကြည့်တိုင်းငါဘယ်လိုလုပ်ဘယ်လိုဆိုတာနော်ဉာဏ်နာလဲသွားတော့ရတယ်ဒါလည်းလိုအပ်ပါတယ်လိုအပ်ပါတယ်တခါတော့မော်ရမြိုင်သွားတာမော်ရမြိုင်သွားတဲ့ဉာဏ်မင်းဆိုတော့မလေးမကားမရှိကားမရှိတဲ့ဒါကြတော့အကြံမဲ့ဆိုတာကားရအောင်ခေါ်သွားတဲ့လူကလည်းဘေးကြည့်လိုက်တော့ရောင်း၃၀လောက်ရှိတယ်ရောင်း၃၀လောက်ကိုလက်ပြီးတော့ ဖရာတို့တယောက်200ဆိုရင်မလို့ပြန်လိုက်နိုင်မလားအဲလိုက်မယ်200လောက်ပေးရအဲ့ဒါနဲ့တယောက်200ရောင်း20ဆူလိုက်တော့ဘလောက်ဖြစ်တော့400ပေါ့เนาะ200နဲ့20ဆိုတော့400 400ရရမယ်ဆိုရင်အဲ့ဒီမှာသူတို့ high latency ကိုတည့်ချရတယ်အိတ်တိတ်အဲခင်ဗျာ2000နဲ့လိုက်နိုင်မလားပေါ့အဲ့ဒီဖြစ်ကံကိုလိုက်နိုင်တယ်ဆိုတော့ပို့အတွက်က2000မှမြန်သေးပေါ့မလိုက်ရသေးဘူးဟုတ် နေရာတစ်ခုကိုကြည့်ပြီးတော့ကိုယ်ကလုံးလုံးလို့ဆိုရင်ဉာဏ်ကိုတောင်းချဖို့လေးမျိုးပြနော်ဉာဏ်တိုင်းလည်းတလူပဲအများကြီးစွာတဲ့အမျိုးတွေအားလုံးမြေတစ်ခါတည်းရန်ဒူရီမတရားနဲ့တရားဆင်တန်းပွဲတဲ့နေရာတစ်ခုကြီးဖြစ်နေကြတယ်ဆိုတာသူတို့ရဲ့ကံကြံဝရိယတွေကလည်းပွားကြတာကိုခြံသာမဲ့လူဆိုရလဲခြံသာတော့တဲ့ကံကြံဝရိယရှိတာပညာတတ်တဲ့လူကလည်းပညာတတ်တော့ကံကြံဝရိယရှိတာမရှိတဲ့လူကလည်းမရှိတော့ဘူးကံကြံဝရိယကရှိဒီလိုအပ်တာပေါ့နော်ကလေးတွေရှိတယ်အဲ့ကြတော့အားလုံးဒီစူးစား နောက်ပြီးမြန်လေးကိုလည်းလွာတော့တာတာဆိုရင်ဘယ်လိုတုတ်တက်နိုင်မလို့ဘယ်လိုလုပ်မလို့ဆိုတာဒါလေးကလည်းတွေ့ရနော်အဲဒါဒီမှာမဲ့လို့ဆိုတဲ့နေဒါမြန်မာပိစားတော့များများဒါလည်းရေးကြည့်ရအောင်။နောက်ကံမြန်ဝရိယတော့ပေါင်းနေတယ်ကံပပမရဘူးရ။အဲ့ဒါကတော့အသက်ကြီးတဲ့လူတွေပုံသိတာ။ပုပ္ပဝဉ္ဇဉ်ကြည့်တိုင်းကိုမိသားစုတိုင်းအတိုင်းဝိုင်းနေမှာတောင်မတရားနဲ့တရားမတူဘူး။တို့တက်ပုံလေး။မတူဘူး။ဆက်ချွာရဟောလာလို့ရှိတယ်။ တချို့ကသူတို့ပြောရင်ပြီးတယ်တာမျိုးလေးတွေပေါ့နော်။ဒါအိမ်ဝင်လာတယောက်တော့မရှိဘူးကမတူဘူးတားတူပေါ့။အဲဒီကံနဲ့တို့တို့ဖက်ကြတဲ့ကံနဲ့ကံကလည်းအကြောင်းမြင့်မို့လို့လည်းနော်။ကံမြင့်ဖို့ဆိုတော့ပါလို့ကြတော့ဘုရားဖြစ်နိုင်ဆုံးကစစင်စားရတယ်ပါပဲလို့ပေါ့။ဘုရားဖြစ်နိုင်ဆုံးကစစင်စားရတယ်အဲ့ဒါငါတို့ပါပုစုလုပ်မယ်၄၀ပုစုတခုရှိအောင်လုပ်ရတဲ့ဘဝပေါ့နော်၄၀ပုစုရှိအောင်လုပ် လာစဉ်ပူဇော်စီအောင်လို့နေ့စဉ်ပူဇော်စီအောင်လို့နေ့စဉ်ပူဇော်စားခုလိုရေးပူဇော်တော့ဘယ်နေ့တိုင်းနိုင်ပါတော့အဲကျတော့နေ့စဉ်ငါပါလို့နိုင်လို့ဒါစဉ်းစားတော့တရားကိုခြေတစ်ခွက်ပြန်ဟောဗန်းနေ့စဉ်ဘာမှလည်းကုန်ကြလေရမရှိဘူးဒါမျိုးလေးပေါ့နော်နေ့စဉ်ဆော့ဆော့မြဲမြဲလို့တတ္တိဆိုတာထပ်ထပ်လို့ရင်ပေါ်လာတာဒုတိယစပိန်းစီတယ်စစီကြတော့လဲမှာတူပေါ်မှာပဲအဲစီပါမြတ်ကြားကျင်သွားကြတယ်လက်တော့စီတော်ရလာတယ် တတ္တိယပါလာတယ်။နောက်တစ်ပင်လေးတွေစီမံညမှာတချို့အိမ်တွေမှာဆိုတစ်ချက်ပေါ့တောက်တောက်တောက်ဆိုကြားဦးကြမှာပါ။ဒါတစ်ပင်ရဲ့တော်ထဲမှာတစ်ကိုင်းနဲ့ခုချိွာများလာတဲ့အခါမှာအဲ့ဒီအရည်အပန်းပေါ့တတ်ပါလာတယ်။ဒါလိုပဲဥစ္စာမှာလည်းထပ်ထပ်လုပ်တိုင်းသူ့သူ့ဆိုရတတ္တိယဘောကိုလာတာဘောကိုလာတာနော်ဘောကိုလာတာအဲ့ဒါကြောင့်ဥစ္စာတဲ့နေ့စဉ်ဥစ္စာရှိအောင်နော်အဲဓမ္မိုက်ဒါစုတစ်ခုပေါ့အဲအိမ်တော်ရတတ်ကြကြတဲ့အခါမှာ အမှန်တန်ဆင်းရဲပါလေပထမတော့ပြေဆုံးတဲ့နေရာလေးပြီးနောက်ဆုံးသဘောမတူပါညာနဲ့ဆိုတော့အဲကိုးပေလောက်ရှိတဲ့အိမ်ကန်းလေးတစ်ခုနော်ကိုးပေလောက်ပဲရှိတယ်ဒါလေးပဲသူတို့အားနေတယ်နေနိုင်တဲ့အခါကျတော့ငါဘာကုစုံလို့မလဲသူစစဉ်းစားတဲ့အဲ့ဒီချိန်မှာစစဉ်းစားတဲ့အခါမှာဖရာရေလူမဲပေါ့ရေလူမဲဆိုပြန်တော့ကြည့်လိုက်တော့ဖရာပုံတော်တော့မဝင်နိုင်ဘူးအခုလိုဖရာဆိုတာကလည်းမာမြင်မှုလေးပုံတော်လေးတစ်ချက် လေး၅၀လောက်ကိုမဝင်နိုင်ဘူးလေ။အဲ့ဒါနဲ့တော်စုယူရတယ်တဲ့ပုံတော်တစ်ချက်ရဖို့အတွက်။ဆိုပြီးတော့အိမ်ရဲ့ထိတ်မှကတ်ထားတဲ့ဘုရားပေါ်လေးကတ်ပြီးရေးလို့ကျန်တာရှင်ဦးလေးရတယ်တစ်လုံးရှိတာရေးကွက်ကလည်းတစ်ခွက်ရှိတာတမိသားဆိုတော့ဒီရေးကွက်နဲ့တောင်းရတာအဲ့ကြောင့်ဘလို့လူမလို့သူစရာစဉ်းစားလာတာပေါ့နော်။ဘလုံးလူမလုံးဆိုတော့မနဲ့ကိုစောစောထားပြီးတော့အဲ့ဒီရေကွက်ကိုတေချာတိုက်ပြီးတော့လူတယ်ဖရရင်လူပြီးမှရေတော့ရတာပေါ့နော်။ အဲ့ဒီကုသိုလ်စတော့ပေါ့နောက်ကြတဖြည်းဖြည်းတိုးလို့ဒီနောက်ပိုင်းကျတရက်ကိုပဲရေသွက်တရားအစသူချင်းလူနိုင်သွားတာပါကိုယ်အားဆိုင်သူအားသူတိုက်ရင်ကားနဲ့အစင်ပြန်တစ်ခုပြောက်သွားကြတာပေါ့နော်အဲဆိုလိုချင်တာကဟိုအကျိုးဆက်တော့ဒီမကြည့်နဲ့ပေါ့တခုတရက်ပုတ်တက်သွားပြီဆိုဒီလိုတုတ်တက်အောင်သူတို့ဘယ်လိုလုပ်ခဲ့တော့အကြောင်းဆိုတာရှိတယ်အကြောင်းမရှိဘဲနဲ့တော့ဒီမှာအလကားတော့မဖြစ်ဘူးအဲကြတော့ကိုယ်တိုင်နဲ့ကုသိုလ်လေးတစ်ခုအမြင်လောက်နော် ့အဲပြန်တော့ဘုရားတဲ့ပြပိတကဆရာတော်ဆရာတော်ပြစ္ဆာတာဆိုရင်ကိုရင်ဘဝတွေကဆယ်နှစ်သားလောက်တွေကအသက်20လောက်ပြီလို့ဖရာကိုရှင်းတဲ့ပတ်မြဲပြီလေအသက်20ရဟဖြစ်ပြီးနောက်ကလေပြန်တော်မူတဲ့ချိန်ကြီးကိုအများရန်ဖျောင်းလိုက်တဲ့တိုင်းကြီးလေစီရီးတဲ့တိုင်းပေါ့နော်ဒီဘက်လောက်တော့ဂိတ်ကြီးတော့ဆိုင်ရတာပေါ့ဒါကြည့်လေဒီသူအကြောင်းသူပဲသွားသွားအများရန်ဖျောင်းလိုက်တော့မြင်ပြီးကြည့်မြဲပါတော့အောက်ကကလကလေးပါတယ်အဲ့ဒါအမြဲယူသွားတယ်ဒါမျိုးလေးပေါ့ဟိုနိုင်တဲ့လောက်လေးကိုဆွဲဆွဲနေရလို့ အဲဒီကုသိုလ်လေးတစ်ခုဟာနောင်နှစ်ပေါင်း60လောက်ကြာပြီဆိုရင်ပြန်လို့လိုက်ဘလောက်မှတဆရာပေါင်းအဲဒီကုသိုလ်မပြတ်ခဲ့ဘူးဆိုစိတ်ထဲမှာနော်ပြန်တံပီတိဖြစ်တယ်နောက်ဆုံးသူရောကိုရောနောက်ဆုံးချိန်မှာဆုံးရရမှာဘဝတစ်ခုဆုံးတတ်ကြရမှာဆုံးတတ်တဲ့အချိန်မှာဒါကိုဆုံးကင်ပြီးတော့ဆုံးတတ်ကြရမှာပဲကိုရဲ့ကိုရဲ့နော်အဲတော့မာရီတို့နေနေကြောက်ရတာဟိုဥစဉ်အနည်းဆုံးတစ်ခုနေနဲ့ပြောပြတာဒါအများဆုံးနေနဲ့ဆိုကိုစိတ်ထဲပီတိဖြစ်နိုင်တဲ့ကုသိုလ်တွေများများဆုံးကဒါကိုအာယုံပြည့်ပြီးပဲမြင်အောင်လုပ်ရပါတယ် တော့ကချောင်းကိုပေါ်ပြစ်လိုက်သူရှင်ကုန်ရင်ပြုတ်ကြမှာပဲမကြဘူးဆိုလို့ရှင်ဘာလို့နေရအောင်ထပ်ပြေနေရမှာပဲထပ်ထပ်ပြေရမှာပဲအဲ့တလို့ပဲကိုကကိုကဆင်းတစ်ခုရောက်လာပြီလည်းပဲတစ်ခုရောက်လာပြီဆိုရင်ဒါတော့လို့ပဲသူရဲ့အချိန်ကြီးတော့တက်သွားမှာပဲကိုကသူ့ဆိုထပ်လောက်မလာဘူးကံကိုမမြင်ဘူးမတော့လာပဲလုပ်နေကြမယ်ဆိုရင်တော့ပြတ်ပြတ်သွားမှာပဲအဲ့အဲ့တိုင်းလောက်နဲ့ထပ်ထပ်ပြီးတော့ပြင်းပြင်းသွားမယ်ဆိုရင်ကိုကအချက်ကိုကျောက်သွားမှာပဲနော်အဲအကြောင်းပြန်ချုပ်ပဲဘောကဆိုတာပြန်ွက်တဲ့ပြည်ပဲ ပါဠိပြိုင်းနေကြတော့ကဉ္ဉံဝရိယတွေအလုံးပြိုင်းနေကြတယ်အဲကြကိုယ်ဉာဏ်ကလည်းချင့်ချင်းဉာဏ်ကိုလည်းသွားသုံးတတ်အောင်ကြိုးစားဝရိယလည်းကြိုးစားနောက်ပြီးကံကိုလည်းမြင်ကံမြင်ဖို့အတွက်ကနေစဉ်ကုသိုလ်တစ်ခုရှိအောင်လုပ်နော်ဉာဏ်တစ်ခုရှိအောင်လုပ်ခဏလိုခြေလူကကုသိုလ်တစ်ခုခုပေါ့ကိုယ်စိတ်ကလူကတယောက်နဲ့တယောက်ကအတိတ်ကံတွေကတူကြတာမဟုတ်ကိုယ်ကြိုက်တာကိုယ်လိုကိုယ်ကြိုက်တဲ့ကုသိုလ်ပါပဲဖြစ်နေနော် အဲ့ဒီဆိုကြရွတ်တာဖတ်တာအာတန်လဲဆိုရင်လည်းပေါ်ကန္တနာကိစ္စပဲဓမ္မန္တနာကိစ္စပဲတန်ကန္တနာကိစ္စပဲဘာမှမပန်းဘူးမနဲ့အိယာထားရင်တရဏဂုံ၃ပါးကိုကိုးကောက်ရွတ်တာမျိုးပေါ့နော်သဘောတတ်တတ်ရွတ်မယ်ကိုကရဟန်းသဘောကျတယ်ဆိုတော့တစ်ခုတော့လည်းပါပဲဖြစ်ဖြစ်နော်အဲအဲ့ဒါလေးဆွဲဆွဲမြဲမြဲလေးလောက်ငါမှာပါရှိတယ်ကိုကပြန်တွေ့လာငါမှာပါရှိတယ်သူတယောက်ကအနေရဲ့ကျုံးလိုက်ကိုယ့်ကိုယ်ကိုရှင်ကြည့်တာလေအစီအစရာလေးတစ်ခုပြောပြပါဦးရွာစရာတော်ကြီးတပါးသူကကြောက်ထွက်ပါ တော်ထွက်ပြီးတရားလည်းတကယ်ကျိုးစားပါတော့တော်ထွက်တဲ့အခါမှာအဲဒီဥဒိန်အောင်ပေါ်လို့ပေါ်လာအဲဒီကုံကြီးထဲမှာသူကဒီပါးတဲ့နေတာညမှာဈေးညံလျှောက်တာလျှောက်တဲ့အခါရှေ့မှာလည်းပုဂ္ဂိုလ်ကတပင်ရှိတယ်နောက်မှာလည်းပုဂ္ဂိုလ်ကတပင်ရှိတယ်အဲဒီပုဂ္ဂိုလ်ကနှစ်ပင်ကြားကိုအသွားပြန်ဈေးညံလျှောက်တာဈေးညံလျှောက်တော့ဖြစ်ချင်တော့ဖြစ်ဖြစ်တော့ဆိုတော့လျှောက်နေရတယ်ရှေ့တဲ့တဲ့ရတယ်ပြီးတော့ဝှဖြူစင်ကျင်နေပေါ့နော်ရက်ဥစဉ်ကစိတ်ထဲကြောက်လိုက်တာမြင်တော့ကြောက်တယ် ကြောက်တော့ဘာဖြစ်တော့ဆိုတော့အာကိုရှာတာအာကိုရှာတာသူကကြောက်တော့တယောက်ကလည်းတယောက်နဲ့လည်းငါဘာရှိတယ်ပေါ့စဉ်းစားပြီသူကကြောက်လိုက်ငါစဉ်းစားတာငါဘာရှိတယ်ဆိုစဉ်းစားတော့ဦးလေးအောက်မုံကြည့်တော့ဖနက်တူဝဲရှိတယ်စီးနေတဲ့ဖနက်ကလည်းအဲအဲ့လိုလိုကျက်ပေါက်ဖနက်မျိုးဆိုတော့ကြာတော့တော်တယ်ဆိုတော့ပေါ့ပါပါဖြစ်အောင်အဲ့ဒါပါနေအောက်ကပါနေတဲ့ဖနက်တူပဲရှိတယ်အေးငါစီသားလိုကတော့ဖနက်နဲ့ချော့ရိုက်ပါပေါ့တော့စိတ်ပါဖြစ်တာဖြစ်တာအဲ့ဒီမှာရှေ့ကပေါ်လာတဲ့ရုပ်ကစိုးပဲဒီပါပါ သူကပါပြောသွားတယ်ဆိုတော့ဒါလားကွာတရားဓမ္မလို့ပြောတော့ပြောနေပဲပြောက်သွားရောဆက်လိုက်တာဝင်လဲဘဝအဲ့တော့တခါတော့မဆက်ဘူးတဲ့အဲအဲ့အဲ့ဒီမှာကြုံရတာဆိုလိုချင်တာကလူဆိုတာအန္တရာယ်ကြုံလာရင်အောက်ဖို့ရတာပဲနော်ဘာအန္တရာယ်ပဲကြုံကြနောက်ဆုံးသိတဲ့အချိန်မှလည်းရှာမှာအဲ့ဒီအချိန်မှာခုနကလို့နောက်ဆုံးခဏဖြစ်ပြီးရှာတော့တာပဲကို့မှာမရှိတော့အဲ့ဒါကိုစောက်ကြိုက်တာပါနော်စောက်ကြိုက်တော့အဲအဲ့ကြအဲ့ခုနကဆွဲဆွဲမြင်မြင်လောက်တဲ့ခုဆိုဒီ ါတန်တရာအတွက်လည်းကိုယ်ပါကြံလိုက်မယ်ဒီဘဝမှာတရဏကုံဆော့ဆော့ညံ့ညံ့ရုပ်ခဲ့ရင်နောက်ဘဝလည်းဒါထုံပါလာပါပဲဒီတန်ကြရရင်စိတ်မှညွတ်နိုးတယ်တယောက်နဲ့တယောက်မတူဘူးအဲတချို့ကကြံလို့လဲဒါပါတော့အဲမဟာသမယတို့ယူလာတာအတိုင်းပြုတ်ကိုစိတ်ထဲပါရရဆော့ဆော့ညံ့ညံ့တာဘာပဲတော့နော်အဲအဲ့ဒီကံကိုမြင်ဒါဆိုရင်မိမိတို့ဟာအဲအစဉ်တန်းတစ်ခုတော့ရောက်တော့ကြလိမ့်မယ်ကျိုးစားကြနော်အဲဝိရိယလည်းကျိုးစားညာကလည်း ကြိုးစားရုံနဲ့မကဘူးကြည့်တာသူကဘယ်လိုလုပ်တယ်ငါဘယ်လိုလုပ်ရင်တားမလဲဒါလေးကတော့ကြည့်ရပါမယ်နော်လောကနေမှာတော့ကြိုးစားကြအဲ့လိုတောင်းလို့ရပါပဲနောက်ကံကံနေနဲ့ရတယ်နေစဉ်သူဆိုတခုရှိအောင်လုပ်ခဲ့ကြဒါလေးပဲဒီကနော်ဘာကုစုံလုပ်မလဲပနာဒါနသူစမ်းနဲ့ရေလူလာမျိုးပန်းလူလာမျိုးသူဆိုတဲ့သူလုပ်ပလားဓမ္မဘောကနာဘာဝနာသဘောပွားများတဲ့အကံအုံလုံးပဲပွားမလား တတနာကုံမဲ့ရောမလားနမောတတပဲရောမလားကိုကြိုက်တာအရွယ်ဆုံးပါပြောတာနော်စိတ်ထဲမှာကိုနှိမ့်ချိုက်တဲ့အားဆိုဆောဆောပြင်းပြင်းလို့ဒါဒီဝင်ကိုကိုနောက်ဆုံးမှာကင်မသွားလိမ့်မယ်ကုံနော်ခိုင်အကြဆောင်လေးပြန်ဆိုပြီးတင်ကြမယ်ဝရိယခြင်းဝရိယခြင်းဉာဏ်ဉာဏ်ခြင်းဉာဏ်ဉာဏ်ခြင်းကံခြင်းပြာရာယံဉာဏ်ဉာဏ်ခြင်းဆွာအာမြင့်မဆွာ ောင်းရလောကသမတာလောကသမတာပရိယချင်းပရိယချင်းဉာဏ်ဉာဏ်ချင်းဉာဏ်ဉာဏ်ချင်းကံချင်းပြန်ရရာကံချင်းပြန်ရရာသွားမြင်မသွားမြင်မအောင်နိုင်ရအောင်နိုင်ရလောကသမတာလောက ဲ့အာလကဉာဏ်ဝိညာဉ်ကိုစာရှိတဲ့ဉာဏ်နဲ့တင်ရယူစေတဲ့ဉာဏ်ဖြစ်တဲ့နိဗ္ဗာန်ကိုကိုယ်ကဆက်ရောက်ရောက်ပြီးမှရပါသေးတယ်ဘုရား